ကျွန်တော်ရဲ့ချက်မေးဆွေတင်ငယ်ချင်းညီကိုမောင်နှမတွေအားလုံးမင်္ဂလာပါခင်ဗျာ ASM PC Electronic Projects ကနေကျွန်လည်းကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဒီအိုးထဲမှာပေါ့နော်အိုးထဲမှာဘာမှမရှိပဲနဲ့ကျွန်တော်တို့နီးလာတဲ့ခါမှာဒီတိုင်းပလက်ထိုးပြီးတော့တဲပြစ်ထားလိုက်တဲ့လို့ထင်ပါတယ်အဲဒါကြောင့်မို့အထက်ထဲက꽌ကကျွန်တော်တို့꽌က ကွိုင်းခြေနေလေးကျွန်တော်စမ်းကြည့်မှာပေါ့နော်ကွိုင်းကကျွန်တော်တို့နည်းနည်းလေးဘယ်လိုပြောမလို့ပျော်သွားတဲ့သဘောပေါ့နော်ပျော်သွားတာနောက်အပူလည်းမပူတော့ဘူးပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ဒီမှာပလက်ထိုးရဲ့ပလက်ကိုတစ်ချက်စမ်းကြည့်တယ်ပေါ့နော်တဆင်ချင်းလေးပေါ့ဗျာနော်ဒီကနေပြီးတော့ကျွန်တော်တို့ဒီပလက်ကောင်းပလက်ကောင်းကို connection တစ်ချက်ပြန်စမ်းကြည့်မယ် ဒါလို coin မကောင်းဘူးဆိုရင် coin လဲမယ်ပေါ့နော်ဒီ AC plug အကမ်းမကောင်းရင်လည်းလဲမှာပေါ့နော်ဒီမှာလည်းဘာမှမပြတော့ဘူးပြနော် plug ကောင်းအခန်းကလည်းကျွန်တော်တို့ဒီမှာ connection တော့ဘာမှမပြတော့ဘူးပေါ့နော်ကဲဒါလေးကိုကျွန်တော်တို့ပြန်လို့ရအောင်မလားပေါ့နော်တစ်ချက်ဖွင့်ကြည့်ပါမယ်ပြနော်ဒီ coin ကတော့နည်းနည်းလေးကျွန်တော်တို့ရွက်ပြီးတော့ ျော်ပြီးတော့ပေါ့နော်နည်းနည်းလေးစောင်းရွက်စောင်းပါတယ်ပေါ့နော်ညကွာမြန်ပြတ်သလားအထက်တည်းကတခြားဘာတွေပြစ်သေးလဲဒီချက်တော့ဖွင့်ကြည့်ပါမယ်နော်ဒါအခြေအနေနော်ကွာရဲ့အခြေအနေလေးပါဗျာဒါဒါအတွင်းကနော်နည်းနည်းတော့ကျွန်တော်တို့ပျော်ပြီးတော့နည်းနည်းလေးစောင်းသွားတာပေါ့နော်အကြကျွန်တော်တန်ငယ်ချင်းတွေလည်းဒီလိုမဖြစ်အောင်ကျွန်တော်တို့ဒီမှာ ပိုးလေးကိုဘာမှရည်တို့တခြားဟင်းဘာညာမရှိပဲနဲ့ကျွန်တော်တို့ဖွင့်ပြပြီးတော့မထားတဲ့မအောင်နော်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ main switch ကိုတခြားလေးချခလုတ်တွေပါတွေပိတ်ပြီးမှနော်ထားတဲ့မှာလည်းဒီတိုင်းဘလက်ဂျူတန်းလန်းနဲ့မထားတဲ့မအောင်ပြန်နော်ကဲနောက်ဖုန်းလေးကျွန်တော်အရင်ဆုံးသာနောက်ဖုန်းလေးဖွင့်ကြည့်ပါမယ်နော် ဒါကကျွန်တော်တို့ဒေအိုးနီလို့တွဲရမဟုတ်ဘူးပြန်နော်သူက꽌သီးတန့်ပေါ့နော်အပေါ်ကအိုးကသီးတန့်နော်ကတာအထဲထဲကအခြေအနေလေးပါကစ်꽌နှငုတ်ကျိုးတွေပါတွေကတော့လောင်ထားတာတော့မတွေ့ဘူးအကြ꽌လေးကောင်းမကောင်းကျွန်တော်နော်꽌ကိုတစ်ချက်ဆက်ကြည့်ပါမယ်နော် coin ကိုကျွန်တော်တို့ coin ကိုတိုင်းမယ်ဆိုရင်ကျွန်တော်တို့ own range မှာပေါ့နော် resistant own range မှာထားရမှာပါဗျာနော်သူက o တစ်လုံးနဲ့တစ်လုံးတော့မတူပါဘူး coin ကဒီတချို့ရာကဏ္ဍရှိတယ်တချို့ကလည်းဆယ်ကဏ္ဍပေါ့နော်ကဲကျွန်တော်ကဒါပလက်ကောင်းနဲ့အထဲကဝါယာကော်နက်ရှင်ပေါ့နော်အဲ့ဒါတစ်ချက်စမ်းကြည့်တာပါနော်ဟိုဘက်ကျိုးကတော့ကော်နက်ရှင်မီးသေးတယ်ဒီဘက်ကျိုးက ဟုတ်တယ်ဒီဘက်ကျိုးကကျွန်တော်တို့ connection မတွေ့တော့ဘူးပေါ့နော် connection ပြတ်သွားပြီ connection ပြတ်သွားပြီဆိုဒီကျိုးပေါ့နော်ဒီကျိုးကကျွန်တော်တို့အထက်ထဲမှာပစ္စည်းလေးတစ်ခုပါလေးတယ်ဗျာနော်ပစ္စည်းလေးတစ်ခုပါပါလေးတယ်ကဲကျွန်တော်အဲ့ဒီကျတော့ဒီ coin နဲ့ဆက်ထားတယ်နော် coin နဲ့ plan နဲ့ဆက်ထားတဲ့အဲ့ဒီကျိုးလေးကိုကျွန်တော်ဖြုတ်ကြည့်ပါမယ်ဗျာနော် ကဲနတ်ကလေးဖြုတ်လိုက်ပါပြီเนาะနတ်ကလေးဖြုတ်လိုက်ပါပြီအဲ့ဒီကျူလေးเนาะဒီ AC အဝင်နဲ့เนาะ coin ကိုဓာတ်ရိုက်ဆက်ထားတဲ့ကျူလေးပေါ့เนาะထဲထဲမှာကျွန်တော်တို့ပစ္စည်းလေးတခုပါပါသေးရဲ့เนาะကဲကြတော့ကျွန်တော်ဒီ plug အခန်းပေါ့เนาะ plug အခန်းလေးကိုကျွန်တော်ရင်ဖြုတ်ကြည့်ပါမယ် ွင်ကကျွန်တော်တို့နည်းနည်းလေးခွေသွားပြီဆိုတော့အမှန်ကတော့အသက်မကောင်းတော့ဘူးဆိုရင်တော့အသက်လဲရမှာပေါ့ဗျာနော်ဒါက AC plus နဲ့ကွိုင်နဲ့ဂျာကကျူလေးပါနော်ကဲအဲ့ဒါလေးကျွန်တော်အရင်ဖြုတ်လိုက်ပါပြီโอเคဒီကျူလေးပါဗျာနော်ဒီကျူးလေးကတိုင်းကြည့်တော့ကျွန်တော်တို့ connection မတွေ့တော့ဘူးပေါ့နော် connection မတွေ့တော့ဘူး ်ဒီ BS သူကထဲထဲမှာအဲ့မှာ LAC ပေါ့နော် LC တို့ရေးထားပါတယ်ไอ้จูลีแลมาเนาะ ကကျိုးလေးမဆက်ခင်မှာ connection လေးကျွန်တော်တို့ connection လေးတည်ချသွားအောင်လို့ကျွန်တော်တို့ဒီ copper လေးနဲ့ပေါ့နော် copper လေးနဲ့နည်းနည်းလေးစားလိုက်ပါမယ်အဲ့လားဆိုရင်ရပါပြီနော်။ကဲအဲ့ အဲ့ဒီကျိုးလေးအသက်လဲရမှာပေါ့နော်အသက်လဲပြီးတော့ညတို့ coin နဲ့ပြန်ဆက်တော့မှာဖြစ်ပါတယ်အဒီပစ္စည်းလေးပါနော်ကျွန်တော်နောက်တငယ်ချင်းတွေတခြားမြင်အောင်ကျွန်တော်အနီးကဓာတ်ပုံလေးရိုက်ပြပါမယ်နော်ဒီဒီကျိုးလေးပေါ့နော်ကျိုးနဲ့ပစ္စည်းလေးဒီမှာနော်ကျွန်တော်တို့ LC LC ဆိုပြီးတော့ RF 250 volt လို့ရေးထားပါเนาะအဲ့ဒီပစ္စည်းလေးနဲ့ကြိုးလေးနဲ့ကျွန်တော်တို့လဲရတာဖြစ်ပါတယ်ကဲပြီးရတော့ဒါ coin ရဲ့နောက်တစ်စကို screw လေးနဲ့တေချာလေးနတ်ကလေးပေါ့เนาะနတ်ကလေးတေချာလေးကျွန်တော်တို့မိမိလေးပေါ့เนาะမိမိရရလေးဖြစ်အောင်ကျွန်တော်တို့ပြန်ပြီးတော့ဆက်ပေးရမှာဖြစ်ပါတယ်ဗျာ ကြကွိုင်းကနည်းနည်းလေးကျွန်တော်တို့ပြောသွားတာဖြစ်တဲ့အတွက်ဒီအိုးရဲ့အိုးရဲ့အောက်အောက်ခြေနဲ့တော့လို့အားလုံးတော့ထိရမှာထိတော့မှာပေါ့ဗျာနော်မရှိသုံးပေါ့ဗျာကောင်းတာကတော့ကျွန်တော်တို့ကွိုင်းရောအစ်စ်လဲရင်ပိုကောင်းပါတယ်ဗျာနော်ကွိုင်းလေးရတော့ကောင်းပါသေးရဲ့အဲ့ကြတော့ကျွန်တော်ကလောလောဆယ်ကွိုင်းကဝဲဖို့လဲလောလောဆယ်အခက်အခဲရှိလို့ပေါ့နော်ကွိုင်းလဲသေးပဲနဲ့ဒီကျူးလေးပဲလဲလိုက်တာပေါ့နော် ကဲပြီးရင်တော့သူ့နေရာနဲ့သူကျွန်တော်တို့ဒါ AC plus အခန်းနော်ခန်းလေးပြန်တက်ပါပြီပြန်တက်ပြီးတော့နောက်ဖုန်းလေးရောဒါပြန်တက်ရင်ပြီးပါပြီနော်တကယ်လို့တချို့တချို့ဒီဘိုးလေးတွေကြတော့လေဒီ thermostat thermostat ကလေးတွေလောင်သွားတာပျက်စီးသွားတာဖြစ်တတ်ပါတယ် ့တချို့လွယ်ကွိုင်းကွိုင်းမှာပြတ်သွားရင်တော့ကွိုင်းမှာလဲရမှာဖြစ်ပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့ကွိုင်းလေးကကောင်းသေးတယ်ပေါ့နော်ကွိုင်းလေးကောင်းသေးတယ်အဲ့ဒီ AC အဝင်ဂျိုးနဲ့ကြာမှာခေါ်တော့ LC ဆိုတဲ့ဟာလေးပစ္စည်းလေးပေါ့နော်အဲ့ဒီဂျိုးလေးနဲ့အပစ္စည်းလေးနဲ့ဂျိုးလေးနဲ့အသစ်လဲရမှာဖြစ်ပါတယ်ဗျโอเคကျွန်တော်ဒီ channel လေးကနေပြီးတော့နော်ပရိသတ်ကြီးတွေ ရဲ့เนาะနေစဉ်သုံးပစ္စည်းလေးတွေပစ္စည်းနေလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်ဒီမှာလဲဒီပစ္စည်းလေးတွေရှိတာနဲ့တိုက်ဆိုင်နေရင်ကျွန်တော်တို့ပြန်လဲပြုပြင်တဲ့เนาะနေလေးတွေပြန်လဲအသုံးချလို့ရမယ်နေလန်းလေးတွေကိုဒါဆက်ဆက်မပြမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာเนาะ